ဲ့တော့ဟိုဒီထဲမှာပါဝင်တဲ့ဆွေးနွေးမှုတွေအားလုံးကဗုဒ္ဓရဲ့လမ်းညွှန်မှုပေါ်မှာပဲအခြေခံပြီးတော့ဟိုလက်တွေ့ကြကြအောင်မှာဟိုပြောထားတဲ့အကြောင်းပေါ့နော်နောက်တော့ဒီ counseling session 4အနေနဲ့နောက်ဆုံးအနေနဲ့ဒီစုကိုအိမ်မက်တောင်ကုန်းဆိုတဲ့နေရာကိုသွားခိုင်းတာအမအိမ်တိန်ရှိရွာအဲ့အိမ်မှာညအိမ်ခိုင်းတာအဲ့ညမှာဘာဖြစ်မလဲပေါ့နော်ခင်ဗျားဒီစာအုပ်ဖတ်ခြင်းသိလိမ့်မယ်လောကမှာတချို့သောလင်းပွင့်မှုတွေကဒီစိတ်ကျေနပ်မှာဒါရတတ်တဲ့အရာမျိုးပေါ့နော်ဒါအရန် ဟိုအများကြီးတွေးစရာစကားလုံးလေးပုံတော့ရန်ကျွန်တော်ကြိုက်တဲ့ဒဏ်ရာလော်လေးလည်းဖြစ်တယ်။စူကအမှကောင်ဆယ်လေးလုပ်ပြီးတော့ဘယ်လိုထူးခြားတာလေးတွေကိုတွေးရမလဲ။နောက်ဆုံးအဲ နောက်ဆုံးသူ့ရဲ့စိတ်တွေတက်တာရရသွားမလားပြီးတော့အားလုံးမထင်ထားတဲ့မြုပ်ွက်ပေါ့နော်ဒီထဲမှာအားလုံးမထင်ထားတဲ့ဒီမြုပ်ွက်လေးတစ်ခုရှိရဲဒီဆူရဲ့ဘွားနဲ့ပဲပေါ့နော်ဆူရဲ့ဘွားနဲ့ဆိုင်တာပဲဘာကြောင့်ဆူကအဲ့လိုဖြစ်ရလဲစိတ်တည်ပင်ပန်းရလဲနောက်ကဘာကြောင့်ဒီကောင်ဆယ်လင်းလောက်ခံရတဲ့အခါမှာသူဘယ်လိုမျိုးစိတ်ကျေနပ်သွားလဲပေါ့နော်ဒါမျိုးတွေကိုခင်ဗျားဖတ်ကြည့်လိုက်ရင်ဟိုသိနိုင်တယ်ပေါ့နော်ဒါကြောင့်မို့ဒီဟာတစ်ခုစာအုပ်တစ်အုပ်လုံးဒီစာအုပ်ကလေးကိုဖတ်လိုက်တာနဲ့ခင်ဗျားတို့ရဲ့စိတ်တည်ပင်ပန်းနေပြီဆိုရင် ငါကလောကမှာဘယ်လိုစိတ်မျိုးထားမျိုးထားပြီးတော့ရှင်သန်ရမလဲဘယ်လိုရည်တည်ရမလဲဆိုတော့ဒီစာအုပ်ဖတ်လိုက်ရင်ကြည်သွားနိုင်တယ်နောက်တော့ကဟိုစိတ်တွေကိုအရန်ဥမာ healing ဖြစ်စေတဲ့တက်တာရရစေတဲ့စာအုပ်မျိုးပေါ့နော်ဒီနောင်လာမဲ့ဒီလူလူပေါင်းလောကအတွက်ကျွန်တော်တေချာပေါက်ဆောင်ထားတဲ့စာအုပ်တော့ပဲ ။ဘာကြောင့်လဲဆိုတော့ဒီစာအုပ်ကကျွန်တော်တို့ရဲ့ဟိုစိတ်ရည်သွေးကို1 level app ဖြစ်စေတာနော် level တစ်ခု level တစ်ဆင့်တက်သွားစေတယ်ကွာ။ဟိုအတွေးခေါ်ပိုင်းဆိုင်ရာတွေဗုဒ္ဓရဲ့အတွေးခေါ်တွေရမောဆဲရဲ့အတွေးခေါ်တွေနောက်တစ်ခါဒီ healing counseling လုပ်တဲ့အခါမှာသူတို့ပြောတဲ့ဒဏ်ရာတော့တွေကအတွေးခေါ်တွေဒါမျိုးတွေးပြီးတော့အော်ငါဘဝကိုဒီလိုမျိုးလေးထိတ်ထားပြီးတော့ရှင်သန်တဲ့နေငါ့ရဲ့အတွေးခေါ်တွေကိုတေချာပြန်ပြီးဆန်းစစ်တဲ့နေပေါ့နော်အဲဒီလိုမျိုးကိုယ့်ရဲ့စိတ်အခြေအသွေးကို level တစ်ဆင့်မြင့်သွားစေတဲ့ဟိုစာအုပ်မျိုးပေါ့နော်ဆိုတော့ကျွန်တော်ဒီအစုံမစာအုပ်ဆိုရင်ပုံမှန်မှန်နဲ့တူတယ် ဆုံးမမှာမဒီဗုဒ္ဓရဲ့ကျွန်တော်ဗုဒ္ဓရဲ့အဆုံးအမအုံမှာအခြေခံထားတဲ့တကယ့်အုံမှာလက်တွေ့ကြကြလန်းညွန်ထားရဲဟိုစာအုပ်မျိုးပေါ့နော်ဒါကြောင့်မလို့ဒီစာအုပ်ကဟိုဆရာသူဆောင်ရေးနေကြအချစ်ဇလံ လိုမျိုးမဟုတ်ပဲနဲ့တမူထူချားပြီးတော့ဟိုအဆင်ပြေနေရပေါ့နော်ကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ဒီအီရက်တွင်မိုးရွာခဲ့သည်ဆိုရယ်ဆောက်ကလေးကအဲကျွန်တော်တို့ဟိုကျွန်တော်တို့ရဲ့စိတ်အည်သွေးကိုတဆင်မြင့်ခြင်းနဲ့ကျွန်တော်တို့စိတ်တွေကို healing ဖြစ်စေခြင်းနဲ့ဆိုရင်စိတ်သက်သာရစေခြင်းနဲ့နောက်တစ်ခုကကျွန်တော်တို့မတွေးမိတဲ့အတွေးခေါ်လေးနော်ကျွန်တော်တို့တတိမထားမီရဲ့အတွေးခေါ်မျိုးတွေကိုဟိုရရှိစေခြင်းနဲ့ဆိုရင်ဟိုဒီဆောက်ကလေးကိုဟိုဖတ်တင်ပါတယ်ပေါ့နော်